လွန်ခဲ့တဲ့နှစ်ပေါင်းကြည်လာကျော်ထောင်ကူလာအခုနှစ်မှာဂရိလူမျိုးရင်ငုတ်သမားတစုဟာအန်တီကတိရကျော်အနီးပင်လယ်ကျမ်းမြေအောက်မှာရောမခစ်ကတင်ပေါ်ပြည့်ကြီးကစင်ကို shock တွေတွေ့ရှိခဲ့ပါတယ်။အဲ့ဒီတင်ပေါ်ပြည့်ထဲကနေတန်ဘိုးကြီးရဲ့ရှေးဟောင်းရုပ်တို့တွေပိုးခွက်တွေနဲ့အတူထူးဆန်းတဲ့တက်တူတုံကြီးတစ်ခုကိုပါသူတို့ဆက်ယူနိုင်ခဲ့ပါတယ်။အစာပိုင်းမှာတော့အဲ့ဒီတန်ကြီးတက်နေတဲ့ခြေတုံးကြီးကိုဘယ်သူမှအရင်မလုခဲ့ကြပါဘူး။ ဒါပေမဲ့နှစ်ပေါင်းများစွာကြာပြီးနောက်မှာတော့အဲ့ဒီအရာဟာကျွန်တော်တို့သိထားတဲ့သမိုင်းကိုပြောင်းပြန်လွန်ပြနေလို့တဲ့အန်အောဝေရာဒီဝချက်တစ်ခုကိုဖုံးခွဲထားမှန်းသိလာခဲ့ရပါတယ်။ဒီနေ့ကျွန်တော်တို့နေ့အတူနှစ်2000ကျော်ပင်လယ်အောက်မှာနစ်လွတ်နေခဲ့တဲ့ကပ္ပပထမဆုံး analog computer ရဲ့ဇာတ်လမ်းကိုဖော်ထုတ်ကြည့်ရှုသွားကြမှာပါ။ဒီဗဟေလိရဲ့အဖြေကတဲ့ကိုအန်အားသင့်စင်မှသိကြပါတယ်။ဟုတ်ပါတယ် ရလိုက်ထဲမှာဆယ်စုနှစ်ပေါင်းများစွာတာမန်ကြောက်တုံးတုံးလို့ထားရှိခဲ့ပြီးနောက်1950ခုနှစ်တွင်မှာသိပ္ပံဒီနာရှင်တွေကဒီ PC ကိုစတင်လေ့လာခဲ့ကြပါတယ်။အပြင်ပန်းကကြည့်ရင်တန်ကြီးတက်နေတဲ့ဈေးတဲ့အပိုင်းအစားတစ်ခုပါပဲ။ဒါပေမဲ့ X-ray နဲ့ CT scan လို့ခိမိနည်းပညာတွေသုံးပြီးသူ့ရဲ့အတွင်းပိုင်းကို twin ဖောက်ကြည့်လိုက်တဲ့အခါမှာတော့သူ့တေသနာတွေအလုံးအကြီးအကျယ်တွေတုံ့လောက်ပါခဲ့ပါတယ်။အထဲမှာ တစ်ခုနဲ့တစ်ခုချိတ်ဆက်ထားတဲ့လက်ရမြောက်လော့နဲ့ခြေသွားပြီး bronze gears အလုံး30ကျော်ကိုရှုပ်ထွေးစွာတက်ဆင်ထားတာကိုတွေ့လိုက်ရလို့ပါပဲဒီလိုရှုပ်ထွေးပြီးသင်းကြီးတီကြတဲ့ဆက်သွားပြီးတွင်နဲ့ဖရစီတီဆောက်ထားတဲ့ဤပညာမျိုးဟာလွန်ခဲ့တဲ့နှစ်နှစ်ခေါင်ကျော်ကရှိကိုမရှိနိုင်ဘူးလို့အလုံးကယူဆထားခဲ့ကြပါတယ်ဒီဤပညာဟာနောက်ထပ်နှစ်ပေါင်း1400လောက်ကြာမှဥရောပမှာပြန်လည်ပေါ်ပေါက်လာခဲ့တာထက်ပါတယ် ဒါဆိုဒီအန်ဖွဲ့ရန်တရားကြီးကဘာအတွက်တောင်းတာလဲဒါဟာနခတဗေဒဆိုင်ရာအချက်လက်တွေကို တွက်ချက်ပေးတဲ့ရှီဟန်ကွန်ပျူတာတစ်ခုပါပဲသူရဲ့ရှေ့ဘက်မှာပါတဲ့လက်ကျန်တွေကိုလှည့်လိုက်တာနဲ့အနာဂတ်မှာနီလာနဲ့အဲ့ဒီခက်ကတိထားတဲ့ဂျိုငါလုံးမာဂျူရီဗီးနပ်မတ်ဂျူပီတာစစ်တန်တို့ရဲ့တည်နေရာတွေကိုတိတိကျကျအတွက်ချက်ပြနိုင်ပါရဲ့ဒါပဲမကသေးပါဘူးလာရဲ့အတိုးအဆုတ် လက်ချက်ချင်းနေချက်ချင်းတွေဘယ်နှစ်ပဲရမှာဖြစ်မယ်ဆိုတာကိုပါကြိုတင်ခံမှန်းပေးနိုင်ပါတယ်။နောက်ပြီးအိုလံပစ်အားကစားပွဲတော်လိုအရေးကြီးရဲ့ပွဲတော်တွေကျင်းပမဲ့ရက်စွဲတွေကိုတော့တွက်ချက်ပြနိုင်တဲ့ပြက္ခဒင်စနစ်တစ်ခုလည်းဖြစ်ပါတယ်။ဒီရန်တရားကဘသူလည်းရလဲဆိုလားအတိအကျမသိရသေးပေမယ့်အချို့သူသေတနာရှင်တွေကတော့ဒီရန်တရားကိုတီထွင်ခဲ့သူဟာဂရိယာအကြီးကျယ်ဆုံးသင်္ချာနဲ့စစ်မှုပညာရှင်ဖြစ်တဲ့ Archimedes ဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။ ဒါပေမဲ့အရေးကြီးဆုံးမေခွန်းကတော့ဒီလောက်အစစ်မြစ်နဲ့ဤပညာဟာဘာကြောင့်ရာဇူးနှစ်တောင်များစွာပျောက်ွယ်သွားခဲ့ရသလဲဆိုတာပါပဲဒီလိုရန်တရားတွေအများကြီးရှိခဲ့ပြီးတခြားဟာတွေပျက်စီးပျောက်ဆုံးသွားတာလားဒါမှမဟုတ်ဒါဟာတခုတည်းသောလက်ရမြောက်နမူနာတစ်ခုထင်နေခဲ့လေသလားတမိုင်းရဲ့စာမျက်နှာတွေကြောင့်မကျွန်တော်တို့မသိသေးတဲ့တခြားအံ့ဖွယ်ဤပညာတွေရောရှိနေနိုင်သီးလားဒါတွေကတော့ဒီနေ့အထိပညာရှင်တွေ အဖြေရှာနေဟာစေပဟေလိတွေပါပဲ Antikythera mechanism ဟာတန်ကြီးတက်နေတဲ့ကြီးတဲ့အပိုင်းအစားတစ်ခုထက်အများကြီးပိုပါလေဒါဟာကျွန်တော်တို့ရဲ့ဘူးဘီတွေဟာကျွန်တော်တို့ထင်ထားတာထက်အများကြီးပိုပြီးတီထွင်ညာမြင်မခဲ့တဲ့ဆိုတာကိုသတိပြနေတဲ့သမိုင်းဝင်အထောက်အထားတစ်ခုပါသမိုင်းဆိုတာကျွန်တော်တို့ထင်သလိုမြင်းထောင်အတိုင်းတိုးတက်လာတာမဟုတ်ပဲတခါတရံမှာအဖိုးမဖြစ်နိုင်တဲ့အသည့်ပညာတွေပျောက်ဆုံးသွားတတ်တယ်ဆိုတာကိုဒီရန်တရားကတတိပီးနေပါတယ် ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့တမိုင်းရဲ့လျှို့ဝှက်ချက်တွေတစ်ပတ်နဲ့နီးပညာရဲ့အံဝေးရာတွေကိုဆက်ပြီးတင်ဆက်ပေးသွားအောင်ပါမို့လို့ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။ဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ထားလိုက်ပါအောင်။ဒါမှနောက်တင်မယ့်ဗီဒီယိုအသစ်တွေကိုတင်လက်မလွတ်တန်းကြည့်ရှုနိုင်ပါပါ။ဒီဗီဒီယိုကိုကြိုက်နှစ်သက်တဲ့ဆိုရင် like လုပ်ပြီးတင်တဲ့ငယ်ချင်းတွေကို share ပေးဖို့လည်းမမေ့နဲ့အောင်နော်။ သင့်ရဲ့အမြင်လေးတွေကိုလည်း comment မှာရေးသားပေးပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ် ingla learn expand your view